ဟာလေလုယားအလုံးမင်္ဂလာပါဖခင်ကောင်းကြီးပေးပါစေ။အွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကောင်မောင်နှမမြတ်ဖခင်နှုတ်ကပတ်တော်ကိုစံငတ်တာမြင်အားလို့သူပဲဝတ်တာတယ်။အခုကေအခုကာလမှာနှုတ်ကပတ်တော်ကအင်မတန်မှအရေးကြီးကြောင်းယုံကြည်သူများတစ်နေ့တစ်နေ့ပို့ပြီးနားလဲလာပြီလို့မျှော်လင့်နေ။အာမင်။နေရာကမှာပြဿနာနေရာကမှာအခက်အခဲတွေတဘာဝဘေးတဲ့နေ။အိုးလူတွေလှုပ်တဲ့ပြဿနာစာရမဏေလှုပ်တဲ့ပြဿနာ ကျွန်တော်ရဲ့အသက်တာမှာမဖြစ်မနေကြုံတွေ့ရတဲ့ပြဿနာဖယားစကားနားထောင်တဲ့လူလဲဒုက္ခရောက်နားမထောင်တဲ့လူလဲဒုက္ခရောက်ငါဘဝဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုဝမ်းနဲ့ပတ်လက်အများကြီးမြင်နေရတယ်ဗမာတပြည်တည်းမဟုတ်ဘူးကဘာနဲ့အဝမ်းဖြစ်နေတယ်ဘာလောက်ကြမလဲဒီနေ့နှုတ်ကပတ်တော်ကအကောင်းဆုံးကျွန်တော်ရဲ့တတ်တာအတွက်အပြည့်မှန်ကိုပေးမယ်အာမင်ခနာဆုတောင်းရအောင်မြစ်တာတော်ရှင်ဖယားကိုယ်တော်ကိုကျေးဇူးတင်တယ် ကိုတော့ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်နှုတ်ကပတော်နဲ့ကျွန်တော်ရဲ့အသက်တာကိုတည်ဆောက်နိုင်ဖို့တာရှင်းသောဝိညာဉ်တော်ဒီမဆပါကိုတော့ကျေးဇူးပြုတော်မူပါအရှင်ယေရှုနာမ၌ယုတ်သေးစွာဆုတောင်းပြီးအနံပါတယ်ဖဖရားအာမင်အာမင်ဆိုတော့ဒုက္ခရောက်ခဲ့တဲ့လူနှစ်ယောက်အကြောင်းကိုကျွန်တော်ဝေငါမယ်ဘသူကဘာကြောင့်ဒုက္ခရောက်တာလဲဒါလေးကိုပိုင်းခြားပြီးနားလည်ဖို့ဖြစ်တယ်ဆိုတော့ဒါဝိတ်တိုးចောင်းသားဘဝတုန်းကသူ့မှာပြဿနာသိမ့်များတယ် ဒါဝိတ်ရဲ့ဘဝဟာအကိုနဲ့အဖေတွေရဲ့အထင်လွဲခြင်းအောက်မှာကြီးပြင်းလာတဲ့ဒါဝိတ်ရဲ့ဘဝနာကျင်မှုတွေရှိအဖေလုတဲ့လူကသားအရင်လို့မယုံဘူးညီကိုတွေကသူ့ကိုအမေတူအဖေတူမွေးထားတယ်လို့မယုံဘူးငါတို့တွေကဒါဝိတ်ရဲ့မင်းနဲ့ဆိုရင်တော့အမေတော့တူတယ်အဖေမတူဘူးဒီလိုခံစားချက်နဲ့သူ့ကိုဆက်ဆံကြ မတရားတဲ့တရားစီရင်ခြင်းကြားထဲမှာဒါဝိတ်ရဲ့ဘဝဖျက်သန်းရအကိုတွေ9ယောက်ရှိတယ် တရားမှသိုးမကြောင်ခိုင်းအဖေလောက်တဲ့လူကဒါဝိတ်ကိုသိုးကြောင်ခိုင်းချင်းသေးတဲ့ဝန်နေပေါ်တဲ့နေရာမှာသိုးကြောင်ခိုင်းတော့တေမာဘောသေခြင်းသေဆိုတဲ့သဘောမျိုးယူဆရတယ်။အိုးဒါဝိတ်ရဲ့ဘဝသိုးတွေလည်းတကောင်မှမပြောက်အောင်ဂယုဆိုက်ရတယ်။သူသေရင်သေသိုးမပြောက်ဖို့အရေးကြီးတယ်။ဒီသဘောရှိဒါကြောင့်ဒါဝိတ်ပြောတဲ့စကားမှပါတယ်ကျွန်တော်ဟာအဖရဲ့သိုးတွေကိုကြောက်နေခါမှာတကောင်တလီမြမပြောက်အောင်ကျွန်တော်ထိမ့်သိမ်းရတယ် ချင်းသိတဲ့ဝိုနေကကျွန်တော်တိုးတွေကိုကျွန်တော်အဖရဲ့တိုးတွေကိုလာစွဲတဲ့အခါမှာချင်းသိတဲ့ဝိုနေရဲ့ဗစက်တွေကတိုးကိုကျွန်တော်ရအောင်ပြန်ကင်နှုတ်ရတယ်စဉ်းစားကြည့်လေတိုးနဲ့လူဘယ်သူတမိုးရှိလဲလူကပိုတန်နေမလားချင်းသိကတိုးဆွဲသွားတာဘာလို့လိုက်လို့လဲကိုဘသေးသွားပဲနဲ့လုံးမဟုတ်ဘူးတိုးတကောင်ပြောင်းရင်သူ့ဘဝမှာဘာရင်ဆိုင်ရမလဲသူကောင်းကောင်းသိတယ်ခမားနဲ့ကျွန်တော်နဲ့မတူဘူးသူကဘာလို့လဲဆိုသူ့မှာအဲ့ဒီ pressure အဲ့ဒီ PR သူ့မှာရှိဒါကြောင့်မလို့တိုးတကောင်တော့ပြောက်လို့ မရဘူးအရေးအတွက်နဲ့အဲ့အရာဖြစ်တယ်နော်စီကန်းနဲ့သွားဆိုတော့ဒါဝိရဲ့ဘဝမှာအဖေတွေကထင်လွဲအုံညီကိုတွေကထင်လွဲရက်ွက်တွေကလူတွေကကဲရဲ့အိုးသူ့ဘဝဘယ်လိုလုပ်ဒါပြေတနာပဲဒါဝိရဲ့ဘဝအလိုကိုပဲကြီးထွားလာတယ်တော်ရဲမှာနေတော့ချင်းသိတွေဝန်ရဲ့ရန်ကလည်းသူခမရင်ဆိုင်ရသိတခါဂေါလိယပေါ်လာတော့ဂေါလိယနဲ့လည်းသူချသည်ဒါရင်ဘယ်ကမလဲအဲ့ဒီတော့အဲ့တိုင်းမျိုးကိုအုပ်ချုပ်တဲ့ ရှောလူဘယင်းဆိုတာရှိတယ်ရှောလူဘယင်းကလည်းသူ့ကိုယံလိုက်ရှာတယ်အိုးသူ့တယောက်တည်းကိုလိုက်ပြီးတော့တတ်တာဘယင်းကိုယ်တိုင်က20နဲ့တစ်ကြိမ်ရှိသူဘလောက်ဒုက္ခရောက်ဖယားတခင်ကျွန်တော်ဘုရားဘာမှလို့ဒီလိုစီရင်ရတာလဲမသိရင်ပဲဖယားကအညိုးအတေးကြီးလိုက်တာငါ့အပေါ်မှာအဲ့လိုတောင်ယူဆလို့ရတယ်အခုကျွန်တော်တို့တချို့ခရိယန်တွေကြည်လေတုံးလေးကများဒုက္ခရောက်ရင်ဖယားကငါ့ကိုအညိုးနဲ့များတွယ်နေသလားအဲ့လိုခံစားရတယ်မဟုတ်လားဒါဝိတ်ဘုရားမှာ ီလိုပြဿနာတွေအများကြီးရင်ဆိုင်ရတယ်။ဖယားရှိဘာကြောင့်ဒါဝိတ်ကိုဒီလိုပြဿနာပေးတွေ့တာလဲကျွန်တော်ဒါဝိတ်တစ်ဖက်ကနေမေးကြည့်ခြင်းနဲ့ဖယားကိုကိုတော်ရေဒါဝိတ်ဘာမှလို့ဒီလောက်ရင်ဆိုင်ရတာလဲ။ကြည့်ပါဒါဝိတ်ရဲ့ဘဝဒီလိုပြတ်တမ်း။အဲ့ဒီနောက်ပိုင်းကျမှဒါဝိတ်ကဘယင်ဖြစ်လာတယ်။တိုင်းမျိုးကိုအုပ်ချုပ်တဲ့သူဖြစ်လာ။ပြီးတော့ဒါဝိတ်အချိန်မှလေစည်းစိမ်ဥစ္စာတွေလည်းဖယားခင်နောက်ပိုင်းကောင်းကြီးပေးတယ်။ဗိမာန်တော်စောက်ဖို့ကိစ္စတွေလည်းဖယားခင်ကဒါဝိတ်ကိုဖွင့်ပြတယ်။ ဒါဝိကနေပြီးရွှေတွေငွေတွေအများကြီးစုခဲ့ဘုရားသခင်ဗိမာန်စောက်တဲ့ခါမှာသုံးဒါဒါဝိအပိုင်းကဲရှောလမုန်အပိုင်းပြောရှောလမုန်ကြတော့လေအိုးပြောမနေနဲ့သူခမရတော့လေဇိန်ပဲမွေးလာကလေးကသူ့အဖေကဘယင်ဘယင်သားဖြစ်သွားတယ်မွေးကလေးကသူ့ကြောင့်သားဒါဝိသားမဟုတ်ဘူးဘာသရှိပါ့ဒါဝိသိမ့်ပိုက်ပြီးမွေးတဲ့အချိန်မှာဒုတိယသားရှောလမုန်ကကြည်နော် ဆိုတော့သူ့အဖေကဘယင်ဖြစ်နေပြီဘယင်ဖြစ်ပြီးမှသူမွေးတာလေအဲ့တော့ဘယင်သားပေါ့တိုးចောင်းသားဘွားမှာမိမကိုယူပြီးတော့ကလေးမွေးရင်တိုးចောင်းသားသားဖြစ်မှာပေါ့အခုကဘယင်ဖြစ်ပြီးမှဟဟလာဘာသူရှင်ဘကိုတိမ့်ပိုက်ပြီးမှမွေးတဲ့အတွက်ရှောလမုံလေးကတော့ဘယင်သားဘယင်သားစိမ့်ပဲနန်းတော်ထဲမှာသူ့အဖေကဘယင်ဟုတ်လားတပည့်တပန်းနဲ့နေရတယ်သူကအိုးပြောမနေနဲ့သူခင်ဗျအရန်အစဉ်ပြေးတယ်ရှောလမုံရဲ့ဘဝစိမ့်ပဲ စူတောင်းတာတော့မှဒီလိုဗျ तू ကအဲ့ဒီအကြောင်းကိုဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး3အပိုက်ငယ်9ကနေကျွန်တော်ဖတ်ချင်ပါတယ်ထိုမျိုး၌သာဝရဘုရားသည်ညစ်ခါအိမ်မက်တွင်ရှောလမုံအားထင်ရှားလျက်ငါပေးရမည်စုကိုတောင်းလော့ဟုဖယားသခင်မိတော်မူ၏ဖယားကအိမ်မက်ထဲမှာရှောလမုံကိုလာပြောတာရှောလမုံနဲ့ငါပေးရမယ်စုကိုတောင်းပါတဲ့ဆိုတော့ဒီနေ့ယုံကြည်သူများသတိထား တောင်းကျင်တာတောင်းဖះပေးမယ်အဲ့လိုမပြောဘူးဖះပြောကြတဲ့ကခေါင်းစဉ်တက်ထားတယ်ငါပေးရမယ်စုကို တောင်းဒီလိုပြောတာအဲ့တော့ तू ကဘာတောင်းလဲအဲ့ဒါအပိုက်ငယ်ကိုမှ तू တောင်းပြီတို့ဖြစ်ဖြစ်ကိုတော့ကျွန်ဒီကိုတော့ဤလူတို့ကိုတရားစီရင်နိုင်မိအကြောင်းကောင်းမကောင်းကို ပိုင်းခြား၍တိတက်သောညံကိုပေးတော်မူပါဤမြလောက်များစွာသောကိုတော်ဤလူတို့ကိုအဘဲသူဒီကိုအလိုလျောက်တရားစီရင်နိုင်ပါမည်နိဟုတောင်းလျှောက်၏ ကိုရောရဲ့တဲ့ကိုရောလူတွေကများလိုက်တာဒီလောက်များတဲ့ကိုရောလူတွေကိုတရားအတိုင်းစီမံခန့်ခွဲနိုင်ဖို့ပြဿနာဖြစ်လာရင်တရားအတိုင်းစီရင်တတ်ဖို့ကျွန်တော်ကိုညံပေးပါတဲ့ဂျီဇာသူ့ရဲ့စူတောင်းတန်ဘလောက်ကောင်းလဲဒါအိမ်မက်ထဲမှာနော်ဟာဒါနဲ့ဖယားကသူ့အန်အိုးတယ်အော်ရှောလမုန်ရဲ့နေရလဲတကယ်ပဲတောင်းတက်ပါလားဖယားသူ့ရဲ့စူတောင်းချက်ကိုနှစ်သက်တယ်ဗျဘာလို့လဲရှည်တဲ့အသက်ကိုပေးပါမပြောဘူးသူဟာ ညာပညာပဲတောင်းနေဒါတော့မှ तू ကလေ तू မြောက်ကိုကြွားဖို့မဟုတ်ကိုတော့လူတွေတိုင်းပြည်မှာအများကြီးသူတို့ပြဿနာတွေဖြစ်ရင်တရားတိုက်စီရင်နိုင်ဖို့ကျွန်တော်ကိုညာပညာပေးပါဒီလိုတောင်းတာနေရစည်းစိမ်ဥစ္စာလည်းမတောင်းရှေတဲ့အသက်လည်းမတောင်းကြီးစန်းညာပညာပဲတောင်းနေဒါနဲ့ဖရာသူ့ကိုနှစ်သက်တယ်တဲ့သူ့စတောင်းချက်ကိုအပိုင်ငယ်တဆဲထို့သောရှောလမုတောင်းလျှောက်သောပထနာစကားကိုထာဝရဘုရားသည်နှစ်သက်တော်မူ၏စက်တဲ့ ဖယားခင်ကလည်းသင်သည်တာရှည်သောအသက်ကိုမတောင်းစီးစိမ်ကိုလည်းမတောင်းရန်သူတို့၏အသက်ကိုလည်းမတောင်းတရားစီရင်ငါတတ်နိုင်သောဉာဏ်ကိုသာကိုဖို့တောင်းလျှောက်တော်ကြောင်းသင်တောင်းလျှောက်သည့်တိုင်ငါပေး၏ကြည်စမ်းနင့်ကိုတဲ့နင်ကရန်သူကိုအောင်ဖို့လည်းမတောင်းရွှေငွေလည်းမတောင်းအသက်ရှင်အောင်လည်းမတောင်းဉာဏ်ပညာပဲတောင်းတဲ့အတွက်ငါသဘောကျတယ်နင့်ငါပေးမယ်တဲ့ဉာဏ်ပညာပေးမယ်ဘလို့ပေးမလဲ အရင်တော့ကလူလဲငါတလောက်ညံမပေးဘူးနောက်လူလဲတလောက်မပေးဘူးနေ့ကိုအပေးဆုံးပဲတဲ့ဟာလေလုယာဖခင်ပေးတယ်ဒါတင်ပဲကမလဲဓမ္မကြည်အောင်အပိုင်ငယ်73ထိုမတပါတင်းနစ်တူသောရှင်မြင်တယောက်မြတ်တင်းလက်ထတိုင်းမရှိစေခြင်းကတင်းမတောင်းသောစုစည်းစိမ်ဥစ္စာဂုံတရေကိုငါပေး၏ကြည်စမ်းနေတောင်းတာလဲပေးမယ်နေမတောင်းတာလဲပေးမယ်နေတောင်းတာပါလဲဉာဏ်ပညာပေးမယ်မတောင်းတာဂုံအသေးနဲ့စည်းစိမ်ဥစ္စာ ေးမယ်ပေးမယ်မတောင်းတာလဲပေးမယ်အိုးအိမ်မက်ထရတောင်းတာကြီးစားတောင်းတာလဲရမတောင်းတာလဲရထပ်ပေးဦးမယ်သင်ဖတ်ဒါဝိတ်ကျင်းသည့်အတိုင်းငါလန်တို့လိုက်၍ငါစင်ကျပြည့်ညက်တရားဆောက်ရှောက်လေတာရှည်သောအသက်ကိုလည်းငါပေးမြူမိတော်မူ၏အေးနောက်တစ်ခုပေးဦးမယ်နေလေနေအဖေဒါဝိတ်လိုပဲတရားတော်နဲ့အညီသွားကြလာအသက်ရှည်ရမယ်အဲဒါဒီအိမ်မက်ထဲမှာပဲပြီးသွားတာပြီးသွားတာ ਨੇ အပိုက်ငယ်15ရှောလမုန်သည်노၍အိမ်မက်ပြင်ပန်းကိုသီး၏။အော်အိမ်မက်ဖြစ်နေတာ။ကြည်စမ်းအိမ်မက်ဖြစ်နေတာ။အေးရ노မ။အော်ဒါကအိမ်မက်ပါလား။ရှောလမုန်ရဲ့ဘဝကြည်ပါ။အိမ်မက်ဖြစ်နေ။အိမ်မက်ထဲမှာတောင်းတာရတယ်ဗျာ။သူရှောလမုန်ဘရင်ဖြစ်လာတာဖို့ကပါရှိလေ။ဘာမရှိဘူး။အေးစေဘယ်မှာဆုတောင်းလဲအိမ်မက်ထဲမှာကြည်စမ်း ဒါဝိရဲ့ဘဝတော့ဖြတ်တန်းလိုက်ရတာပြောမနေနဲ့ဘဝရဖြတ်တန်းလိုက်ရတာရှောလမုန်ကတော့အေးဆက်ဆက်နဲ့ဘယင်ဖြစ်လာတယ်ကြည်အဲ့ဒါကွာတယ်အဲ့ဒါကွာတယ်ဒါဝိရဲ့ဘဝမှာရန်သူတွေများလိုက်တာအာမလက်ကတက်ချလိုက်ဖိလတီးယားချလိုက်ရှောလူဟာချလိုက်ဟုတ်လားအေးသူ့ဘဝတော့ပြဿနာတိတ်များတယ်ဗျာသူ့အဖေကလည်းတမျိုးညီကိုတွေကတမျိုးရက်ွက်တွေကတမျိုး ဒါဝိဘဝပြဿနာများတယ်ရန်သူများတယ်မှတ်ထားပါဒါဝိကအဖိုးကကြီးတယ်ရှောလမုန်ကဘာဖိုးကမှတိတ်မရှိဘူးကဲဒါဆိုရင်ရှောလမုန်မှာရောရန်သူမရှိဘူးလားကြည့်အောင်ဘယင်ဖြစ်ပြီးတဲ့နောက်ရန်သူပေါ်ပါတယ်ဗျာရန်သူပေါ်ပါတယ်ဓမ္မရာဆိုရင်တတ္တိယဆောင်အခန်းကြီး7ကြည့်နော်အခန်းကြီး7မှာအိုးတပါအမျိုးသားမိမတွေ ။ तू သွားတိမ့်ပိုက်ပြစ်တာ။အဲ့ဒါရှောလမုန်ရဲ့အမားအဲ့ဒီနောက်ပိုင်းကျတော့ရှောလမုန်မှာရန်သူတွေပေါ်လာရော300ခန်းကြီး71ငွေ74ကျွန်တော်ဖတ်မယ်ထို့နောက်ထာဝရဘုရားသည်ရှောလမုန်၌ရံပက်ပြုတော်သူအေဒုံမျိုးသားဟာဒက်ကိုနှိုးစော်တော်မူ၏ထိုသူသည်အေဒုံရှင်ပြည်၏အမျိုးဖြစ်၏ဟာရှောလမုန်ဘရင်ဖြစ်တဲ့နောက်ပိုင်းသူ့ရဲ့ပြဿနာကိုကြည့်အေဒုံအမျိုးသားဟာဒက် သူ့မှာယန်သူပေါ်လာတဲ့အေဒုံအမျိုးထဲမှာဟာဒက်ပေါ်လာတဲ့ရှောလမုန်ကိုဒုက္ခပေးတယ်။ရှောလမုန်ဘာကြောင့်ဒီလိုဒုက္ခရောက်တာလဲ။ဘာကြောင့်ဒီလိုပြဿနာတွေ့တာလဲ။ကြီးစန်းအဲ့ဒီပြဿနာဖြစ်ပြီးနောက်တစ်ခေါက်ပြီးသလားမပြီးဘူးနောက်တစ်မျိုးပေါ်မယ်။ဓမ္မရာဇဝင်တတိယဆောင် အငယ်23ကျွန်တော်ဖတ်မယ်။ရှောလမုန်နဲ့ယံပက်ပြုတော်သူတခြားအေလျာဒါသာ ရေစုံကိုဘုရားသခင်နှိုးစော်တော်မူ၏ဟာ ရန်သူနောက်တစ်မျိုးထပ်ပေါ်လာပြန်ပြီ။ရှောလမုန်ကိုတွဲပြန်ရော။ဟာအရှိမလဲဘာဖြစ်လဲ။ဟာဒက်ကပေါ်လာတယ်။အော်နောက်တစ်ခေါက်ကြာတော့ရေစုံထပ်ပေါ်လာတယ်။ရှောလမုန်ဘာမှလို့လဲဘာကြောင့်ဒီလိုရင်ဆိုင်ရတာလဲ။ဒီနှစ်ဘွဲပဲလားမပြီးသေးဘူး။နောက်တစ်ဘွဲပြန်လာဦးမယ်။ဓမ္မရာဆွဲတတိယသာအခန်းကြီး7အပိုင်ငယ်26ထိုမတပါရှောလမုန်ကြီးကျွန်တယောက်ဧပြီအမျိုးဇေယဒရွာသား နေဘက်သာရေရောပေါင်သည်လဲရှင်ပြင်းကိုပုံကန်ဤရေရောပေါင်ထပ်ပေါ်လာပြန်ရောဘယင်းကိုပုံကန်ရောအဲ့မှာရှောလမှုတော်တော်ဒုက္ခရောက်သွားတာဟာဘလို့လုံးမလဲဘာကြောင့်သူ့ကိုဒီလိုရံဘက်ပြူရတာလဲသူအယံခံစားတယ်သူကတောင်းတောင်းမခံနိုင်ဘူးဘာလို့လဲသူ့အဖေလိုပြဿနာထဲမှာကြီးလာတာမဟုတ်ဘူးလေစစ်တော်ညီကိုမောင်နှမဘဝမှာအခက်ခဲထဲမှာကြီးလာတဲ့လူကလေအခက်ခဲတွေ့ပြန်ရင်ဆိုင်နိုင်တယ် အေးစစ်စစ်ပြဿနာမရှိပဲကြီးလာတဲ့လူကပြဿနာသေးသေးလေးတွေ့ရင်လည်းသူ့အတွက်တောင်ကြီးလိုပဲခံစားရတယ်မဟုတ်လားအခုကြည့်ဘလောက်ဒုက္ခရောက်ပြီလဲရှောလမုန်ဒါနဲ့ပဲရှောလမုန်သူလဲဘယင်လေကွာတိုင်းပြည်ကိုအုပ်ချုပ်တဲ့အစိုးရလေသူပြန်ချမလို့ဒီရေရောပေါင်းတို့ဘာလုပ်တာလဲငါတိုင်းပြည်မှာဒါမျိုးလာလုပ်တယ်ဒီဣသရေလအမျိုးတွေကိုနဲ့ပေါက်ပြီးတော့ပြန်ချမလို့အဲ့ဒီချိန်မှာဖယားသခင်ဘာပြောလဲကြည့်အောင်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး7အပိုက်ငယ်22ကနေ24ကျွန်တော်ဖတ်မယ် တို့ရတွင်ဖယားသခင်နှုတ်ကပတ်တော်သည်ဖယားသခင်လူရှေမာယသို့ရောက်၍တင်းသည်ရှောလမုန်သားယူဒဘရင်ယောဘောင်နှင့်ယူဒအမျိုးဗင်ယမိန်အမျိုးသားများကြံကျွင်းသောသူများတို့အားထာဝရဘုရား၏အမိန့်တော်ကိုစင့်ဆူရမည်မှာတင်တို့ညီအကိုပြစ်သောဣသရေလအမျိုးသားတို့ကိုစစ်တိုက်ခြင်းကခြည်၍မတော်ကြနှင့်လူအပေါင်းတို့ ကိုယ်နေရာသို့ပြန်သွားကြလော့ဤအမှုသည်ငါအခွင့်ပေးသောကြောင့်ဖြစ်သည်ဟုမိတော်မူသောထာဝရဘုရား၏စကားတော်ကိုနားထောင်၍စကားတော်အတိုင်းပြန်သွားကြ၏ရှောလမုန်ကချမလို့ဒီရေရောပေါင်းဘာလုပ်တာလဲအဲ့ဒီချိန်မှာဖယားသခင်လူရှေမာယကိုဖယားကစကားပြောလိုက်တယ်ရှေမာယသွားပြောလိုက်ရှောလမုန်တို့အဖွဲ့ဒီမင်းတို့အားလုံးပြန်ဒီဣသရေလအမျိုးသွားမချနဲ့ဒါမင်းတို့ညီကိုတော်တယ်အဲ့ဒါပြဿနာငါအခွင့်ပေးလို့ဖြစ်တာ ဖယားသခင်ကျွန်တော်ကိုရံပတ်ပြုတဲ့လူကိုတော့ခွင့်ပေးလားပေးတယ်တဲ့ပြန်သွားကြမချနဲ့တကယ်ပဲရှောလမုံလေဘလောက်ကြည်ကိုရလဲကြည်စားတော့ရှောလမုံမှာလဲပြတနာရံသူသုံးမျိုးပထမကဟာဒက်ဒုတိယယေဆုံတတိယယေယောဘောင်ချမယ်လို့တော့ဖယားပြောတယ်မလုံနဲ့အဲ့ဒါငါခွင့်ပေးလို့ဖရာကြီးခံလိုက်ရတယ်လေရှောလမုံဟုတ်လား ဒါဝိဒ်လည်းပြဿနာတွေ့တယ်ရှောလမုန်လည်းတွေ့တယ်ဒါဝိဒ်ကိုဘာကြောင့်ဖျားခွင့်ပေးလဲရှောလမုန်ကိုဘာကြောင့်ခွင့်ပေးလဲအဲ့ဒါလေးပြောခြင်းတယ်ဒါဝိဒ်တွေ့တဲ့ပြဿနာဟာဒါဝိဒ်အတွက်တော့ဘာလဲအောင်မြင်ခြင်းရဖို့ဒါဝိဒ်အဲ့ဒီပြဿနာအပြင်အောင်မြင်သွားတယ်မဟုတ်လားအာမလက်ကိုခြားထလိုက်တယ်သူအောင်တယ်လေဖိလိတိကိုတွေ့ထလိုက်တယ်သူအောင်တယ်လေဂေါလိယတ်ထွက်လာတယ်ဂေါလိယတ်ကိုတီးထလိုက်တယ်သူအောင်တယ်လေအဲ့ဒီမှာသူနာမည်ကြီးသွားတာမဟုတ်လား ဒါဝိတ်တွေ့တဲ့ပြဿနာဒါဝိတ်နာမည်ကြီးဖို့ဘုရားခင်ထောက်ပံ့ပေးတာအာမင်ရှောလမုန်တွေ့တဲ့ပြဿနာကရှောလမုန်နာမည်ကြီးဖို့မဟုတ်ဘူးဝိညာဉ်ပိုင်းဆိုင်ရာပါရမီတိုးပွားလာဖို့ဩဘုရားဘက်ကိုပြန်လှည့်လာဖို့ဖြစ်တယ်ရှောလမုန်ကဝိညာဉ်ရေးအတွေ့အကြုံဘာမှမရှိတာဝိညာဉ်ရေးရင့်ကျက်မှုမှမရှိတာဒါကြောင့်ရှောလမုန်တွေ့တဲ့ပြဿနာဟာရှောလမုန်အတ္တရင့်ကျက်ဖို့ဖြစ်တယ်ဒါဝိတ်တွေ့တဲ့ပြဿနာဒါဝိတ်အတ္တဖျားသခင်ချင်းမြောက်ဖို့ဖြစ်တယ်ဟာလေလုယာ ချီးမြှောက်ခြင်းခံစားဖို့ဖြစ်တယ်။ဒါကြောင့်ဒါဝိကအရင်ကတည်းကဝိညာဉ်ရာအတွေ့အကြုံရှိပြီးသား။ရှောလမုန်ကမရှိသေးဘူး။အဲ့တော့ဝိညာဉ်ရေးရမှာဒီနေ့ကျွန်တော်တို့ကြုံနေတဲ့ပြဿနာဟာဖယားနဲ့ပတ်သက်တဲ့အရာတိုးတက်ကြီးပွားနေတယ်ဆိုရင်တော့တင်တွေ့တဲ့ပြဿနာတင့်ကိုချီးမြှောက်ဖို့ပဲဖြစ်လာလိမ့်မယ်။အာမင်။တပည့်သင်ကရှောလမုန်လိုမျိုးဝိညာဉ်ရာအတွေ့အကြုံဘာမှမရှိသေးဘူး။ဘာခက်ခဲမှမကြုံမှုသေးဘူး။တင့်ထဲမှာဝိညာဉ်ရာပါရမီလည်းမတိုးပွားသေးဘူးဆိုရင်တင်တွေ့နေတဲ့အရာတွေဟာဖယားဘက်ကိုတင်ပြန်လှည့်လာဖို့ဖြစ်တယ်။အာမင်။ ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကြုံနေတဲ့ပြဿနာဟာဒါဝိဒ်ကြုံတဲ့ပြဿနာမျိုးလားရှောလမုန်ကြုံတဲ့ပြဿနာမျိုးလားဆိုကိုယ့်ရဲ့ဝိညာဉ်ကကိုဆန်းဆဲရမှာဖြစ်တယ်။ပြဿနာကိုဆဲရမှာမဘူးကိုယ့်ဝိညာဉ်ရောက်ကိုဆဲရမှာဖြစ်တယ်။ဒါဝိဒ်လိုဖျားနေတာရင့်ကျက်မှုကိုယူခဲ့မယ်ဆိုရင်ကြုံတဲ့ပြဿနာဟာကိုယ့်ကိုချီးမြှောက်ဖို့ဖြစ်သွားလိမ့်မယ်။တကယ်လို့ဖျားနေကျွန်တော်ရဲ့အသက်တာဟာရင့်ကျက်ကြီးထွားခြင်းတွေကိုမတော်ခဲ့ဘူးဆိုရင်မရောက်သေးဘူးဆိုရင်ကြုံနေတဲ့ပြဿနာကျွန်တော်ရဲ့အသက်တာရင့်ကျက်ဖို့ဖြစ်တယ်။အာမင် ။ဒါကြောင့်မလို့လုံအောင်စိတ်တမကြနဲ့ဘာပြဿနာကြုံကြုံဖယားခင်စကားတန်ကိုကြားတတ်ပါစေ။ဒါကြောင့်မလို့ဒီခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများဆန်းစစ်ရအောင်ပြဿနာရဲ့အဖြစ်ကိုယ်ဝိညာဉ်ရနဲ့ဆန်းစစ်ရမယ်။ဒါဝိတ်ကြုံတဲ့ပြဿနာဒါဝိတ်အတွေ့အောင်မြင်ဖို့ရှောလမုန်ကြုံတဲ့ပြဿနာရှောလမုန်ဖယားပဲပြန်လှည့်လာဖို့ပြဿနာရဲ့အဖြစ်ဟာပြဿနာမှမရှိဘူးကိုယ့်ရဲ့အတွင်းဝိညာဉ်မှာရှိတယ်။အတွင်းဝိညာဉ်နဲ့ကိုယ့်ကိုယ်ကိုစစ်ဆေးပါ။အာမင် ဒါကြောင့်မလို့ဒီထဲမှာခွန်အားယူနေတဲ့မိဘညီကိုမောင်တို့မများဖယားရှိကျွန်တော်ဘာကြောင့်ဒီလိုပြဿနာတွေ့ရလဲအသက်တာကိုစက်ကတ်ချီရှိတဲ့နေရာမှာမတ်တရက်အတုဆုတောင်းရအောင်မြစ်တာတော့ရှိဖယားနာမတော့ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ကြုံနေတဲ့ပြဿနာဘာကြောင့်ဘာကြောင့်ကျွန်တော်ဒီလိုအခက်အခဲတွေတွေ့ရတာလဲကိုတော်ရှင်ဖယားကျွန်တော်တို့ကိုစကားပြောပါဖယားသခင်ကျွန်တော်တို့ရင့်ကျက်ဖို့ကြုံနေတယ်ဆိုရင်လေဖယားဘက်ကိုလှည့်ပြီးမှကိုယ့်ရဲ့ဝိညာဉ်ရံနဲ့အာယူတက်ဖို့ ဒီနေ့အသက်တာကိုအနှံပါတယ်။ဖယားရှိဒီပြက်တနာဟာကျွန်တော်တို့ကိုตาရွတ်တိုးတက်ဖို့အောင်မြင်ဖို့ဖြစ်နေတယ်ဆိုရင်လေကျေးဇူးတော်ချီးမွမ်းပါတယ်။ဒါဝိဟာပြက်တနာအားဖြင့်အပေါ်ရောက်ရှောလမုန်ကပြက်တနာအားဖြင့်သူ့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာအခြေအနေကိုသူသိရတယ်။ကျွန်တော်တို့အရောက်တိုင်းလေပြက်တနာမှာအဖြေမရှာဘဲနဲ့ကိုယ့်ရဲ့ဝိညာဉ်ပိုင်းနဲ့အဖြေမှန်ကိုရှာတတ်တော်သူများဖြစ်ပါစေ။လက်တော်တဲ့ဆက်ကတ်တဲ့အဖတ် အရှင်ယေရှုနာမ၌ယူသည်စွာဆုတောင်းပြီးအနံပါれဖဖရာအာမင်အာမင်ဘုရားလူကိုနှုတ်ဆက်လိုက်ပါ ပြတနာရဲ့အဖြေဟာပြတနာမှာမရှိဘူးဘာမှရှိလဲကိုယ့်ရဲ့ဝိညာဉ်ပိုင်းမှာပဲရှိတယ်ဝိညာဉ်ပိုင်းနဲ့အဖြေရှာမှန်ပါစေအာမင် God bless you